ဒီ one stop baby mat ဆိုရဲနာမည်အတိုင်းပဲပေါ့နော်။သူကဒီကလေးပစ္စည်းရော နောက်တစ်ခွာကျတော့ဒီကလေးလေးတွေကစားစရာလေးတွေရောနောက်တင်ထောက်ကူလေးတွေနောက်တစ်ခွာအယုတ်ကလေးတွေ အဲ့လိုမျိုးတွေကအဆုံရတာပေါ့နော်စစ်စစ်ပါပေါ့နော်လောဆယ် SVB ကကျွန်တော်25တိုင်းရှိပါတယ်ပြီးတော့ကျွန်တော်တို့ SVB online ဆိုပြီးတော့လည်း online ကနေလွယ်တူဝယ်ယူလို့ရတယ်လည်းရှိပါတယ်ပေါ့နော်လေဒီ new born ပစ္စည်းလေးတွေကနေစပြီးတော့အခုတသားတို့မိမိတို့အရွယ်ဆော့တဲ့ကစားစရာတွေအထိပါသူကဒီအထက်၃ထပ်လုံးမှာတခြားခင်းထားတာတွေ့တော့လေဒီနားမှာနေရတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေမှာပါရှင့်ဒီထပ်ပို့ပြီးတော့ကျွန်တော်တို့ shopping ဝယ်ရတာလွယ်ဖို့ပေါ့နော်ဒီနေ့နားထပ်ဝယ်လို့ရဖို့အတွက်ဆိုင်ခွဲတွေထပ်မှန်ပြီးတော့တိုးချဲ့ဖွင့်လို့ဖို့ရှိပါတယ်ဗျာ ီကတော့လေကျမတို့ကလေးပစ္စည်းဆိုင်နေထဲမှာဆိုရင်ဆိုင်ခွဲတွေလည်းအများကြီးဖွင့်ထားတော့လေကျမတို့အမြဲတမ်းကြုံတိုင်းဝင်ဖြစ်ပါတယ် အထူးသဖြင့်တားပေါ့နော်တားကြတော့ကျောင်းကပြန်လာတိုင်းသူက ABC ရုပ်ကလေးပူစာတတ်တော်လေးသူ့အဖေအများအဝယ်ပြီးနေချဆိုင်နေတဲ့အတခုလည်းပါပါတယ်ရှင်တော်တော်လေးကလေးပစီတိုင်းနေတဲ့မှာဆိုစုံစုံလင်လင်ရတဲ့ဆိုင်လို့မြင်တယ်အဲပြီးတော့ဆိုင်ခွဲတွေလည်းသူကအများကြီးဖွင့်ထားတဲ့ခါကျတော့ကျမတို့သွားရင်လာရင်လည်းပဲဖြစ်ဖြစ်လေးလက်လန်းမိတာပေါ့နော်အခုခက်ကကျတော့ဒီကလေးမေတွေအနေနဲ့ဆိုရင်လည်းကလေးတို့လိုအပ်တဲ့ PC တွေကအမေတွေကတအားများလားများလာတော့ဒီလိုမျိုးရွေးချယ်စရာစုံစုံလင်လင်ရှိရဲ့ဆိုင်ဆိုတော့ကျမတို့သဘောကျပါတယ်ရှင် တစ်ခုတစ်ခုဟိုတင်နေသွားနေဟို shopping experience ကောင်းကောင်းလေးပေးခြင်းနဲ့ဟိုနေရာအနှံ့ကျွန်တော်တို့ကဟိုမြို့နယ်အနှံ့မှာကျွန်တော်တို့ကဘောနော်ဟိုကိုယ်ရင်ရထွက်လိုက်တာနဲ့အလွယ်ကူဝယ်လို့ရတဲ့အနေအထားအထိကျွန်တော်တို့ကချိုးသားသွားမှာပါ one stop service ပါဗျာဟုတ်ဟိုကလေးကျွန်တော်တို့မိခင်နဲ့ကလေးသုံးပစ္စည်းတွေပြင်အောင်မှာကလေးတွေဆော့တဲ့ RC ကားတွေ ပြီးတော့ဒီအကြီးပိုင်းပစ္စည်းတွေပေါ့နော်ကလေးတက်ကိုရင်တက်စီးတဲ့ကျွန်တော်တို့ဒီအကြီးပိုင်းပစ္စည်းတွေပြီးတော့ဂွေဝိုင်းနေရှော့ပကတ်အကုန်လုံးပေါ့နော်ဟိုတနေရာထဲမှာပဲသေးသေးလေးကနေစပြီးအကြီးအထိအရွယ်ဆုံးပေါ့နော်မွေးကင်းစားကနေစပြီးတော့အသက်10နှစ်ကျော်ထိကိုကျွန်တော်တို့မှာစီးပါတယ်စပိန်နေလည်းရှိတယ်ကျွန်တော်တို့မှာပေါ့နော်ဟုတ်ကဲ့ဟုတ်အဆုံးအဆုံးပါတယ်ဗျာဟုတ်သူတို့ကဒီ one stop baby mat ဆိုတဲ့နာမည်အတိုင်းပဲပေါ့နော်သူကဒီကလေးပစ္စည်းရော နောက်တစ်ခွာကြတော့ဒီကလေးလေးတွေကစားစရာလေးတွေရော နောက်တင်ထောက်ကူလေးတွေနောက်တစ်ခွာအယုတ်ကလေးတွေ အဲ့ဒါမျိုးတွေကအဆုံရတာပေါ့နော်ကျွန်မအခုဒီဆိုင်ခွဲမှာကြည့်ရဆိုရင်လေဒီ new born ပစ္စည်းလေးတွေကနေစပြီးတော့အခုတသားတို့မိမိတို့အရွယ်ဆော့တဲ့ကစားတရားတွေအထိပါတော့ဒီအထက်၃ထပ်လုံးမှာတခြားခင်းထားတာတွေ့တော့လေဒီနားမှာနေတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေပါပါရှင် စုစုပေါင်းပေါ့နော်လောဆယ် SVB ကကျွန်တော်25တိုင်းရှိပါတယ်ပြီးတော့ကျွန်တော်တို့ SVB online ဆိုပြီးတော့လည်း online ကနေလွယ်တကူဝယ်ယူလို့ရရည်လည်းရှိပါတယ်ပေါ့နော်ဟိုထပ်ပြီးတော့ကျွန်တော်တို့က SVB ကနေဟိုကိုယ်ပိုင်ဟိုထုတ်ကုန် home brand တွေလည်းထပ်ထုတ်ဖို့ရှိတယ်ဟောပြီးတော့ထပ်ပြီးတော့ဒီထပ်ပို့ပြီးတော့ကျွန်တော်တို့ shopping ဝယ်ရတာလွယ်ဖို့ပေါ့နော်ဒီဒီနားထိုင်ဝယ်လို့ရဖို့အတွက်ဆိုင်ကွဲတွေထပ်မှန်ပြီးတော့တိုးချဲ့ဖွင့်လို့ဖို့ရှိပါတယ်ဗျဟုတ်ကဲ့ Thank you. စင်အောင်ပါအဲ SB မှာတော့ကိုအကလို့ခေါ်ကြပါတယ်ဟုတ်ကဲ့တောင်ရရတဲ့ဘက်ကတော့ Vascularizing Senior Manager ပါ SB Baby က2019ခုနှစ်ဇူလိုင်18ရက်နေ့ကစပြီးတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုရင်၈နှစ်ပြည့်တော့မှာပေါ့နော် SB Baby မှာဝယ်ရဆိုရင်မိခင်ရောကလေးအတွက်ပါစိတ်ချဟိုဝင်လိုက်တာနဲ့စိတ်ချမ်းမြေ့မှုကိုအပြည့်အဝပြေးဆွနိုင်ပါတယ်စိတ်ချယုံကြည်မှုလည်းအပြည့်အဝ ယုံကြည်ပြေဝစွာဝယ်ယူနိုင်တဲ့အကြောင်းအမှတ်ခံနိုင်ပါတယ်။မင်းတို့ကတော့ဒီ operation ရဲ့ area manager ပါရှင်။ကိုဝင်ဆောင်တဲ့မိခင်တွေကလေးတွေအတွက်ကိုဒီလိုတဲ့အခါပါပေါ့နော်ဒီပစ္စည်းတွေစုံစုံလင်လင်နဲ့ရရှိဖို့ရာအတွက် ဒီအများကြီးထပ်ပြီးတော့ဒီ customer တွေရဲ့ feedback တွေ customer တွေရဲ့လိုအပ်ချက်တွေကိုအများကြီးဖြည့်ဆည်းသွားဖို့ရှိပါတယ်ဒီထက်ပိုပြီးတော့လည်း SPBB မှာပစ္စည်းတွေစုံလင်အောင်လည်းလှုပ်ဆောင်သွားဖို့ရှိပါတယ်ရှင့်ဝယ်ထားတယ်ဟိုသူတို့ထုံးတမ်းအတိုင်းငယ်တဲ့ဝယ်နေချာသူတို့တခွေအသုံးဆောင်လေးတွေရယ်နောက်ကျမအယုံမြင်အရန်ဝယ်ပေးချင်တာဆိုတော့ကလေးတွေအတွက်အယုံတည်ရယ်ပြီးတော့ကျမ shawl လေးနဲ့ seashore လေးလည်းကြည်နေရယ်အဲ့ဒါသူ့အဖေနဲ့တိုင်ပင်ပြီးတော့ဝယ်ကောင်းမလားလို့ ဒီဆိုင်ခွဲဖွင့်ဖို့ရောက်မှာတေချာလေးကြည့်မြကြ Mam Easy ဆိုတဲ့ brand လေးတော့ကျွန်မတွေ့ခဲ့တယ်။အဲ့ဒါလေးကကျွန်မဒီဆိုင်ညီမလေးတေချာရှင်းပြတာလေးကြည့်ရတော့သူတို့ကဒါ SB ကနေတွင်းထားပါဘောနော်။အဲပြီးတော့ဒီ new ဘဝနေစားပြည့်ရဲ့လေဒီ노သီခေါင်းလိုမျိုးလေးတွေ노ဘူးလေးတွေကအစားဒီမိခင်노ညှက်ဆက်လေးတွေရောနောက်ခလေးလေးတွေဆိုအခုကြောင်းသွားရတော့မချိန်ကမကြိုင်ခင်ရောက်တော့မယ်ဆိုတော့အဲ့လိုထမင်းဘူးလေးတွေရေဘူးလေးတွေအဲ့ဒါမျိုးလေးအစားသူကဟို

ရာ EP ပါပေါ့နော်အဓိကတယုတ်ဆောင်နေတယ်တယုတ်ဆောင်နေပေါ့နော်အဲဆက်ခရစ်ကတော့ညီမတို့ဒီမောင်နှမတွေအကုန်လုံးတူတူစဉ်းစားပြီးတော့ရိုက်ကြတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါသူရဲ့ဒါ feature ချက်ဆိုတာလေး ယ်အစ်မတွေကထူးခြားခြားနေနေရဆိုလို့ရှိရင်တော့အများကြီးတော့ရှိတယ်ပေါ့နော်ဒီထဲမှာထူးထူးခြားခြားဆိုလို့ရှိရင်တော့အဲဒီမိဘဖြစ်လာမယ်ပေါ့နော်အဲတွေ့မမေတယ်ဆိုလို့ရှိရင်စိုးရိမ်ပူပန်မှုတွေရှိတယ်ပေါ့နော်အဲဒီလိုမျိုးစိုးရိမ်ပူပန်မှုတွေကိုညီမတို့ဘက်ကနေပြီးတော့တစ်ဖက်တစ်လမ်းကနေပြီးတော့ကုညီဆွှတ်ချပေးခြင်းနဲ့အရေးရွယ်ချက်လေးနဲ့ပေါ့နော်ဒါဝန်ထမ်းလေးတွေရဆိုလို့ရှိရင်ဆိုင်ကိုလာတယ်ဆိုတာနဲ့ပေါ့နော်အဲခလေးလေးတွေအတွက်လိုအပ်တာတွေဆောင်ရွက်ရှောင်ရမ်းနေမဖြစ်မနေဝန်ထမ်းတင်တာလေးတွေကိုဒါသိချာရှင်းပြပြီးတော့ပေါ့နော်စားပေးနေတာညီမတို့ကထူးခြားချက်ပဲပေါ့နော်၃ချက်ပေါ့နော်ဟိုကျွန်တော်တို့ရဲ့ principal form ပေါ့နော် ဟို respect လေးစားမှုကျွန်တော်တို့ရဲ့ honesty ရိုးသားမှုပြီး integrity တမာတမာရှိမှုအချက်သုံးချက်နဲ့ကျွန်တော်တို့ကလေ့ပတ်နေတဲ့လုပ်ငန်းပါဗျာအဲ့တော့ကျွန်တော်တို့အပေါ်မှာကျွန်တော်တို့လုံဆောင်ချက်တွေကျွန်တော်တို့ပေးတဲ့ service တွေကျွန်တော်တို့ပေးတဲ့ experience တွေအပေါ်မှာယုံကြည်စိတ်ချသွားနဲ့အားပေးလို့ရပါတယ်လို့ပြောချင်ပါတယ်ဗျာမိခင်နဲ့ကလေးတွေအတွက်တနေရာထဲမှာလိုချင်တာအကုန်ရဖို့ SPV မှာဈေးဝယ်စိုးဆိုတဲ့စောင့်ပုံးတဲ့အကြီး customer တွေကိုဒီထက်ပိုပြီးတော့အကောင်းဆုံးဝန်ဆောင်မှုတွေပေးရင်လည်း SPV တိုးတက်အောင်မြင်အောင်လှုပ်ဆောင်သွားဖို့ရှိပါတယ်ရှင် feedback အနေနဲ့ကတော့အလိုဝေဖန်စရာတော့မရှိပါဘူးကျွန်မအနေနဲ့ဆူတောင်းပေးစရာပဲရှိပါတယ် FBBB အနေနဲ့ဒီထက်ပိုပြီးတော့အောင်မြင်ပြီးတော့မိဘတွေအတွက်အဆင်ပြေတဲ့ဆိုင်ခွက်တွေအများကြီးဖွင့်နိုင်ပါစေလို့ဆူတောင်းပေးပါတယ်ရှင်